ိုးကိုတော့ဟိုရှက်မိတယ်။မေကြီးကပြန်စားနေရတယ်ပေါ့ကျင်။ဟိုအလုံးလုံးမေကိုကြွေးပါလာတယ်အလုံးလုံးပြီးတော့ကျွန်တော်အလုံးလုံးနေတာပဲအလုံးလုံးနေတဲ့ဟိုတော့ရရောင်းနေတာ။ဆက်ငယ်ပြီးတော့မောင်းနေအဲပြီးတော့လေးကအမဟိုဘိန်းပေါက်လို့ဆိုပြီးပြတ်ထားလို့ပြင်စရာမရှိလို့ဘိန်းပေါက်လို့ပြတ်ထားအဲ့ကြလဲအော်ဘိန်းပေါက်နေတက်လက်နဲ့အရောက်အောင်မောင်းမယ်ဆိုတော့ ညီမလေးအကျိုးဘူးတရက်ကို2000 2000ဟောကိုပဲစားသူကမောင်းမယ်ဆိုတော့စေကူးရှိပြန်တော့လေအဲ့ဒီဘက်ချမ်းကကစ်တန်အထက်ကျိုးတယ်ဟောသူကတခုပြီးတခုလိုက်လိုက်လဲသူတို့ဖြစ်နေပြဿနာအဲ့လိုမျိုးသူများကလေလူချင်းချင်းတူတာပဲအာဝန်ရောက်ပွဲထွက်နေရမင်းမထွက်ရဘူးလားအာဝန်ဗမာကနေကြတာဗမာတွေ့တယ်အာမင်းကမသွားဘူးလားဘယ်သွားမှာတော့

အဲအိမ်မှာအခက်ခဲမလို့ပဲဆိုအဲ့ချိန်မှာကျွန်တော်ပြောတယ်။ဒါကျွန်တော်ဟိုအလုံးလုံးရပြီဆိုတော့အတွေ့ပေါ့။ဒီချိန်ကတော့အကောလုံးကတော့အဆင်မပြေမှုတွေများတယ်။ကျွန်တော်လည်းမပြေဘူး။ကျွန်တော်လည်းမပြေဘူးဆိုတာကအဲဒီအပိုင်းတွေမှာအဲစာမူတော့ဘုရားကတော့အခက်ခဲဆိုင်ခဲ့ရလဲဒါပြင်လာတာမကြသေးဘူးလေ။အဲစာမူတော့ဘုရားတော့ကိုကျွန်တော်ကျွန်တော်ဝင်နေတဲ့တရားပေါ့။ ကိုညီပေးလို့ဟိုရက်ကဆိုစံလေးဒီနေ့ဆိုငချောက်အဲလိုလေးပေးလို့ဒီရက်ပိုင်းစားနေရတာပေါ့အဲပြည်မောင်းတော့လေပြည်ကအရင်လိုအရင်တော့ဆိုပစံ1000 300ဘယ်လိုရှာရှာလို့လွယ်လေအခုချိန်ကပစံ1000 1000ခွဲရမှုကအတော်တော်လေးကိုရှာယူရတာအိမ်မကအမေရဲ့အဲကျွန်တော်ညီမလေးရဲ့ အညီလေးလေးလေးများရဲ့အလင်ခန်းတာကိုကျွန်တော်ဒီအိမ်မငားခင်ပေါ့အဲအိမ်အိမ်မငားခင်အပွဲစားလိန်သွားတာတခါရှိတယ်အဲပြီးတော့ပတ်စံတစ်ခုကကျတော့ကျွန်တော်ညီညီမတယ်လူတနာတက်တာအဲအစခေါ်လာတာကျွန်တော်ပေါ့ကျွန်တော်တနာတက်တာဟိုသူ့ဖေရက်လွယ်အတွက်ဆိုပြီးတော့ဟိုဆိုင်ငယ်ပြီးတော့လေးလက်ပေါင်းတယ်လက်ပေါင်းတော့ အာဆံရပြီးတော့ပေါင်မဟောညီမတွေညီတွေကအပေါင်တော့မြူထားပါနဲ့သူတွေဒါနဲ့လုတ်ကင်စားတော့တာအမေကလည်းဒါကိုရခွက်တဲ့လူပဲမြူထားပါနဲ့အဲ့လိုမလုတ်ပါနဲ့ဆိုတော့ဆံရလေးပေးလိုက်တာအဲသွားပရမတော့သူကကျွန်တော်ဆံရပေးမယ်ဆိုရင်လည်းကျွန်တော်နေပြန်တူပေးမှာပေါ့နေပြန်တော့ပဲဒီခောက်ရည်ပေးမှာပေါ့တနေ့ကိုဆံရငားက2000 2000ရှိရလေကျွန်တော်လည်းအဲ့တိုင်းပေးပါမယ်ဆိုတော့တရက်၂ရက်၃ရက်တော့သူမှန်သေးတယ်နောက်ပိုင်းကျတော့အဲ့ဆံရကလည်းမပေးတော့ဘူးဟို ပတ်စံချီရတဲ့ပတ်စံလည်းမပြန်မပေးတော့ဘူးတော်တောင်းတော့အာမပေးတော့ဘူးလို့ပြောဒါပဲပြောတော့ဟိုပြီးတော့ပြီးတော့မသိကြအောင်စောင်းလမ်းမတွေ့တော့မှအဖတ်မလုပ်တဲ့ပုံစံမျိုးလိန်ွားတာပေါ့ဒါမဲ့ကိုတွေကလည်းဟိုမရှိသူချင်းချင်းကိုလိန်ွားရတဲ့ဆိုရင်မဲ့ကိုတည်းမရှိလို့လို့ပဲကိုတွေးလိုက်ပါလားကျွန်တော်ဆရာကိုရတရားလေးပြီးတော့ အိမ်ကျွန်တော်ဆိုင်ငယ်ဘေးတွဲလေးကပထမအခါကျွန်တော်ဘေးတွဲအငါမောင်းတယ်အငါမောင်းတော့လည်းဘေးတွဲလေးသူပဲဝယ်ပေးတာဘေးတွဲအပိုင်လေးဖြစ်သွားအောင်တဲ့အဲဘေးတွဲအပိုင်လေးဖြစ်သွားပြီးတော့အခုဟိုဘက်အိမ်မှာကျတော့လုံးဝနေလို့မရတော့ဘူးလူမိုးလေးတင်းနေရွာတာနဲ့အိမ်ပေါ်ရိရေကတက်ပြီးတော့ပြီးတော့အိမ်ကပြူအဲလုံးဝနေလို့မရတော့ဒါသားမိတွေစိတ်ညစ်နေရထိုင်အခက်ခဲဖြစ်နေတဲ့အချိန်ကျတော့ကျွန်တော်ဆိုင်ငယ်ဘေးတွဲရောက်မယ်ပါညာဆိုတော့ကျွန်တော်ဆရာနဲ့တွေ့တာတွေ့တော့ဆရာအဘေးတွဲမရောက်နဲ့အိမ်လာကဘယ်လောက်လဲ အဲတင်ရမှာတော့ကျွန်တော်တို့ကဒါ3လစာတင်ရမှာဟုတ်ဒါပေမဲ့ဟိုအင်ရှင်လည်းတော်တော်ငွေမှန်နေပေါ့ကျွန်တော်တို့ကမရှိတဲ့အတွက်ကျွန်တော်2လစာလေးနဲ့ပဲခွင့်ပြုပေးပါဆိုပြီးတော့အဲဆရာသမားပေးတဲ့ပတ်စံလေး၄သိန်းနဲ့ဒီအိမ်လေးကိုစားနာပေးတာကျွန်တော်ကမမရရဆိုရင်15နှစ်သား16နှစ်လောက်တည်းကအဲကျွန်တော်ဦးလေးဟိုဦးပလင်းဇက်အဲကျွန်တော်တော့ တော်မေလောင်းထောင်နဲ့ညီမလေးမိမျက်နှာခင်းလို့ထောင်နဲ့ပေါ့ဘောနဲ့ညနှုံးမှုတပင်ညနှုံးမှုတွင်မှာကျွန်တော်အဲမီဒိုကားဆွဲဆားလုပ်တယ်အဲဆားလုပ်တဲ့အချိန်တော့ဆိုရင်အဲကျွန်တော်ကအဲမီဒိုကားဆွဲပဲအဲမီဒိုကားကားကားဆွဲတက်တာထန်တာပဲအဲ့လိုပဲလုပ်ရတာအဲပြီးရင်ကျွန်တော်ဆရာကျွန်တော်ကိုအဲကျွန်တော်ဆရာဥချစ်တဲ့လို့ကိုမျိုးစီလို့ကိုကောင်းလို့ဆိုတာကျွန်တော်ဇက်ထဲမှာတောင်းရှိပတ်ပြီးတဲ့ဆရာအဲသူတို့ကနေပြီးတော့ဖြစ်ကျွန်တော်လူရှင်တို့တယောက်က မလာဘူးမလာတဲ့အချိန်ကျတော့ကျွန်တော်တို့အဲ့တော့မတရက်အဲ့လိုမတရက်နေရပြီအဲ့လိုမျိုးတော့ဟိုကိုယ်ဆရာသမားပြီးတဲ့ဟာလေးနဲ့တလုံးစားပြန်နှလုံးစားပြန်နေပေါ့အဲဘယ်လိုပါလဲอืมဒီနေ့ထဲမှာကပွဲရတော့ပါတယ်ပါတယ်ဆိုရင်ဒါတော့မှဟိုဆရာသမားတယောက်ကအဲသူ့ပွဲလေးဒီမှာခေါ်ခေါ်ပြီးတော့တုံးတာပေါ့နော်အဲကျွန်တော်က ဟိုအငိတ်တို့အဲဝမ်ပန်းတို့ဘာလို့ဆိုတာအာဒါဘိုးလိုပြတ်နိုင်ရတဲ့ထဲမှာမပါဘူးဒါပေမဲ့ဒန်းဒန်းလေးတော့ကျွန်တော်သွားနိုင်တာပေါ့ဒါပေမဲ့ကျွန်တော်ဆိုင်းနဲ့ပတ်သက်လာရင်တော့ကျွန်တော်ဘာလို့မမရအောင်ဒါပေမဲ့ကျွန်တော်ဆရာကျွန်တော်လည်းတွဲခုတ်ခုတ်သွားတယ်အဲအဲ့လိုပေါ့ဆရာသမားတယောက်ကနေပြီးတော့အာတော်ရလားအငါနဲ့လလုတ်နေညာကြီးဘယ်လောက်ယူမှာတော့အညာကြီးဘယ်လောက်ယူမှာလဲဆိုတော့ကိုစဉ်းစားတယ်ငါဘယ်လောက်တန်လဲကိုကိုတွေးကြည့်တယ်လေပုဂ္ဂိုလ်တွေးကြည့်တယ်ငါဘယ်လောက်တန်လဲ ဟိုအာမင်းသသိန်းခွဲတန်တယ်ပြောကျွန်တော်သသိန်းခွဲတန်ပြက်လုံးမပြတ်တတ်တာကျွန်တော်နှစ်သိန်းတန်တယ်ပြောကျွန်တော်နှစ်သိန်းတန်ပြက်လုံးမပြတ်တတ်ဘူးကျွန်တော်၅000တန်ပြောလို့ရှိရင်၅000တန်ပြက်လုံးမပြတ်တတ်ဘူးကျွန်တော်အဆရာကျွန်တော်ဘယ်လိုများပေးမလို့ကျွန်တော်ဒါပဲပြောတယ်သူတို့ပေးတဲ့ပတ်စံပေါ်ပဲကျွန်တော်မူတယ်အဲ့ဒါဆရာကအာမင်းကသသိန်းပြီးမဲ့ကွာလမ်းစိတ်ပြီးစရာရတယ်ကျွန်တော်လုံးမယ်အဓိကအလုပ်လေးရနိုင်မှအဆင်ပြေတာဟုတ် ကျွန်တော်ကစိတ်မပြတ်ဘူးဝါသနာပါတယ်ဒါမဲ့အခါကြရင်တော့ကိုယ့်ကိုတွေးမြေလေပတ်စံရတဲ့နောက်ကိုလိုက်ရင်ကောင်းမလားဟိုဟိုဒီလောက်ပဲကိုဆက်လုပ်ရင်ကောင်းမလားလောက်ကတော့လို့လုံးမှာပဲကျွန်တော်ဒီလောက်ကတက်ချက်လုံးမှာပဲလို့ကျွန်တော်လောက်ကတော့လုံးနေတန်းတန်းကိုမပြေတာဟိုအလုံးလို့ပြီးတော့ကျွန်တော်မှခြေလက်တွေကောင်းနေတယ်ကျွန်တော်လည်းလုံးကန်စားတောင်းနေရတာလုံးလိုက်ကိုင်နေတာပဲလေကျွန်တော်လည်းဟိုလုံးနေကိုင်နေတဲ့ဟိုဒီလုံးနေတန်းတန်းကိုအဆင်မပြေတာ အဲငငယ်တော့ဆိုရင်တော့ပယံလို့ဆိုကျွန်တော်လုပ်နေတယ်။မြေကြီးထမ်းတဲထမ်းကိုကျွန်တော်ထမ်းနေတာအခုကျွန်တော်ဟိုမလုံနိုင်ဘူး။ဘာစလိတ်တောက်တာလို့ပြီးတော့အတက်လည်းကျွန်တော်41ဖြစ်လာပြီလေ။အဲလို့ဆိုတော့ပြီးတော့ကျွန်တော်ခါရတယ်နားရတယ်။အဲမထမ်းနိုင်တော့ okay ဒီပါရင်တော့လို့ဒါမှကျွန်တော်လုပ်နိုင်တဲ့စကစကပြီးတော့ဒီမောင်းနေအမျက်ရှင်းခွန်တော့အဲဟိုမျက်ရှင်းလေးပဲရှင်းလိုက်တယ်။ဒီနှစ်ကတော့ဒီနှစ်ကတော့ကျွန်တော်ဟိုကျွန်တော်မိသားစုကမှာဒါမှတ်တမ်းတွေမှတ်တမ်းဝင်မှာ။ မကြုံမှုတဲ့အကြုံလေးကြီးပဲမကြုံမှုတာလေးပဲစားဖို့တောင်းဖို့နေမှုထိုင်မှုကမဆက်ခက်ခဲပုံများဆိုအများကြီးပဲအနုပညာဓမ္မတိုင်းပြောရမယ်ဆိုရင်ဟိုချမ်းသာလိုက်လို့လက်ချိုးကြီးပြလို့ရတာကျန်တာအကုန်လုံးကလက်လက်လူစားနေဘဝသမားတွေကြီးပဲသူတို့မှမချမ်းသာအောင်ညရာသီလေးမှရှာအဲနာမည်ရှိရင်ရှိသူတို့ကညရာသီလေးမှရှာမယ်အဲအဲ့လူတရားမစားအဲမိုးရင်းညရင်အဲမိုးရင်းအိမ်လာကအတွက်အဲမိုးရင်းကလေးចောင်းသုံးစည်းရိတ်တို့ အဲဟိုဟိုမိဘရှိလို့မိဘအိမ်တော်ရှိလို့အိမ်တော်တို့အတွက်တို့အဲ့မှာစူးစောင်းတာတို့တို့မှာအဲချမ်းသာတဲ့လူကိုပြပါဆိုချမ်းသာလူကလက်ချိုးပြလို့ရတယ်အင်းချမ်းသာကောင်းတော့လက်လုပ်လို့စားတဲ့ဘဝသမားတွေကြီးပဲအိမ်ပိုင်ဆိုလဲအိမ်ပိုင်ရှင်အမှုပညာရှင်သမားကိုပြပါဆိုလက်ချိုးပြလို့ရတာချမ်းသာအိမ်ငားတွေကြီးပဲကိုယ်လောကမှာဟုတ်ကဲ့ကံကံဆုံးမှာတော့မိုးလိုက်လို့ယူပါဆိုတဲ့စကားလေအာကျွန်တော်ပြန်တဲရေးရလားမသိဘူးဒီနေ့တည်းမှာ အဲတခုဖြစ်ပါဆိုတခုကထပ်ဖြစ်တယ်အဲအဲ့လိုမျိုးတွေဂျုံဂျုံအဂျုံကြီးပဲအဲဘာလို့တွေးတာလဲဆိုရင်အတွေ့ရတော့ကျွန်တော်ကတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်အမေတယောက်ရှိတယ်အဲကျွန်တော်အမေကိုကျွန်တော်ရတယ်လို့နည်းကျွန်တော်ရှာကြည့်မယ်ကျွန်တော်ဘလောက်ပဲဒုက္ခရရောက်ဘလောက်ပဲအဲကျွန်တော်ဘာကြီးပဲဖြစ်နေဖြစ်နေအဲကျွန်တော်ကျွန်တော်တက်ရှိဖရားဟုတ်ဒါကျွန်တော်မိဘကိုကျွန်တော်လူကျွေးနေရခြင်းဒီအဲကျွန်တော်ရဲ့အောင်မြင်ခြင်းပါဟော မင်္ဂလာဘွဲပဲဖြစ်အလှဘွဲပဲဖြစ်အကြောင်းဘွဲပဲဖြစ်အဲဘလူဘွဲမျိုးဘွဲမျိုးဘွဲဖြစ်ပေါ့နော်ဟိုထမင်းလေးခေါ်ကြွေးပါအဲကျွန်တော်ထမင်းကြွေးခြင်းဒီတော်တာတယောက်တည်းထမင်းကြွေးတာမဟုတ်ပါကျွန်တော်ကျွန်တော်နောက်မှာနေတဲ့ကျွန်တော်မိသားစုထမင်းခေါ်ကြွေးတာနဲ့အဲကျွန်တော်အမေကိုကတော့တာနဲ့တူတူပါပဲခင်ဗျာဟိုကျွန်တော်အလုပ်လေးတွေခေါ်ပေးကြပါအောင်ခင်ဗျာ